မင်္ဂလာပါရှင်မြန်မာ story hot channel ကကြိုဆိုပါတယ်ဒီနေ့မှာတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့အထွတ်မြတ်ထားရာကာလဖြစ်တဲ့ဝါရင်း3လဖြစ်ပေါ်လာပုံအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကခြေသားတို့ဒေတာစာကြီးထွက်ချကြကုန်လောဒေတာစာကြီးထွက်ချ၍သင်တို့သိရသောငါဖရာဤတရားကိုဟောကြားကြကုန်လောတို့ရရင်သင်တို့တန်ခါအင်အားနေပါလာသေးသည်ထို့ကြောင့် အယက်ရှင်မင်းသားတို့တကြောင်းနေတော့ခရီးတို့နှစ်ပါးမကြွပဲတပါးစီသာကြွရေဟောကြားကြကုန်လို့လို့ဟောကြားခဲ့ပါတယ်။ရှေးဦးစွာကတရားလင်းရောင်ပြန့်နှံ့စေလို့တော့အဓိကစေတနာဖြင့်ဖျားရှင်ကိုယ်တိုင် စီစဉ်စေခိုင်းခဲ့တော့အမိန်ဖြစ်ပါတယ်။တန်ခါအင်အားကလည်းဖျားဖြစ်တော်မူစပြင်ဆောင်ဝက်ကြီး၅ပါးမှစရီယတတထေသာယဟန်ဖြစ်လာပြီးသည့်အထိ62ပါးမြသာရှိပေသေးသည်။ ဝေယောကတန်တရာမှတရဝများကိုကဲတင်ရန်ဟူသောအတိစန္ဒမဟာကရုဏာဖြင့်ဖျားဖြစ်ရန်အယိုးကြီးကြီးအေးခန်းခန်းကြိုးပမ်းခဲ့သည်မှန်ပါ၏တို့ရာတွင်ဖျားဖြစ်လာ၍မိမိရရှိအပ်သောတရားဤလေးနက်မှုကိုတိလာရသောအခါအဝိဇ္ဇာတဏ္ဍာအညစ်အကြေးတို့ဖြင့်မေ့ဆက်ထူပိန်လွန်းလာသောတရဝများအားတရားဟောရင်စုံနစ်ခဲမိပေသေးရာတွင် တဟံပတိပြမမင်းလျှောက်ထားတောင်းပန်သောအခါမှာမိမိဗုဒ္ဓဝါဒအရင်မြစ်ဖြစ်သောဓမ္မစကြာတရားကိုတင်စားဝတ်ကြီးငါဦးတို့ဟာဤဝါစုလာပြည့်နေတွင်မစတင်ဟောကြားခဲ့ပါတယ်။ဟောလိုက်ပြန်တော့လေတင်စားဝတ်ကြီးတို့ဟာမိမိတို့ရဲ့တရားလမ်းစဉ်အရအလွယ်တကူပင်တန်တရားမှလွမြောက်သွားကြသည်ကိုတွေ့ရတဲ့အတွက်ကြောင့်ဝမ်းမြောက်ရပါတယ်။တင်စားဝတ်ကြီးတို့သာမဟုတ်တတဝတ်ကြီးညီနော် နောက်လိုက်သုံးချေသူသည်၎င်းယတတထေသာဖသည်၎င်းဟောမိလေသမျှပုပ်ကိုများသည်လွန်မြောက်ကြွတန်းဝင်ကြသည်ကိုတွေ့ရပါသည်ထို့ကြောင့်ကြွတ်ထိုက်သူဘိုလ်လူများစွာသတော်ဝါမှန်သမျှတို့အားမိမိတပါးသည် ဟောပြောချေချွတ်သည်တဲ့တပည့်တန်ခါများ၏အကူအညီဖြင့်လည်းဟောပြောချေချွတ်ရစေသော ပို၍ခီးရောက်ဖို့ရှိသည်ဟူသော မဟာကရုဏာစေရနာယင်းဖြင့်ယတတထေသာယဟန်ဖြစ်ပြီးမှာတော့ ရှိလေသမျှသော တပည့်တန်က62ပါအရက်ရှင်းမျက်နှာသို့ဒေတာစာရီကြချီ၏တရားဟောချေချွတ်ကြရင်ခိုင်းစီခဲ့ရပါတယ်။ယခုတော့မှဥရဝေလာစသောကတပညီနောင်တို့၏ရှင်တထောင်လုံးပင်ကြွတန်းဝင်လာကြ၍၎င်းကာလူဓာ၏အသည့်ကပိလဝတ်မှမိမိအားပင့်လာကြလေသမျှသောအမတ်စည်းတမန်အားလုံးယဟန်ဖြစ်လာကြ၍၎င်းရာဇဂိုပြီမှာဥပတိတ်တကောလိတာတို့လို့ အချွေရန်အတိုင်းဝိုင်းနဲ့သာသနာတော်တို့ရောက်လာကြသူတို့ကြောင့်၎င်းတပည့်အတန်းကားအတိုင်းဝိုင်းမှာရာဇကြိုတစ်မျိုးလုံးကိုပင် သင်္ကန်းရောင်တို့ဖြင့်လွန်ဖုံးလူတော်မတန်ကြီးမားကျယ်ပြန့်၍လာခဲ့ပေပြီ။ဤတွင် အခွင့်အင့်နေသည်မြဒါယကဒါယကမတို့အားတရားဟောပြောကဲ့ချွတ်ကြသာသနာပြုကြဟုသောမိမိမူလအမိန်အရတပည့်အတန်းကားမှန်သည်မြတို့အဖို့ခရီးဒေသစာရေးလှည့်လည်၍ တဏ္ဏပြုရန်ဟူသောတာဝန်တရက်သည်ယဟန်ဖြစ်သည့်နှစ်တပြိုင်နက်တည်းတည်နေခဲ့ပေရာတာဝန်ရှိသည့်အလျောက်လဲတပည့်တန်ခါတိုင်းလိုလိုကြိုးပမ်းကြသည်ကို တွေ့လာရ၍ဝမ်းမြောက်ရပါ၏တို့ရရင် တပည့်တန်ခါအများလှုပ်ရှားမှုများလာပြန်တော့လဲပြဿနာတရက်ကြုံလာခဲ့ရပါ၏ရှင်ပြဿနာရဲ့အဖြေကိုចောင်းထာရကကြီးဘရင်ဗိမတာယကပင် စတင်ပေးအရှင်မြတ်ဖေဟာတပည့်တန်ခါများ တရားဟောသာသနာပြုထွက်ကြသည်မှာကောင်းမြတ်သောအလုပ်ဖြစ်ပါれမှန်ပါれဒါပေမဲ့ຫນွေလအခါခြေကင်းလက်သာရှိသောအချိန်များမှာခီးလက်လေပြုမှုသည်မှာတင့်လျော်တော်လဲမိုးရသည်ဆိုရင်တော့သာသနာတော်မှအပဒိဋ္ဌိများပင်လျှင်မိမိเจ้า၌သာနေထိုင်ကြတဲ့အတွက်ကြောင့်ရှင်ဒိဋ္ဌိတွင်နဲ့နှိုင်းရှင်၍ကဲ့ရဲ့ခံရဝယ်ရှိခြင်းလူများစွာတို့ဟာလဲတိနှံမင်းမြတ်ပင်စသည်ဟုမှအသက်ရှိသည်ဟုယူဆထားကြတဲ့အတွက်ကြောင့် တိနှံဆိုင်ခင်းပေါ်များတယ်မိုးရသည်မှာအဲ့ဒီအပင်လေးကိုရဟန်းတော်တို့နင်းမိရဲ့အခါမှာကဲ့ရဲ့ခံရပွဲချီခြင်းတို့ဖြစ်ပါတယ်။ဒါကြောင့်မိုးရသည်မှာတပည့်တန်ဃာတို့အားခီးဒေတာစာရီမထွက်စည်းလျင်တင့်လျော်မီထင်းချောင်းမှာဖျားလို့ရှောက်တင်ပါတယ်။မှန်လားဗျ။เจ้าတရားကကြီးဤရှောက်တင်ချက်မှာလျော့ကန်လှပြီ။မိုးလာအခါမိုးများသောမြစီမှာတိုင်နိုင်လူတော်ဝါတို့သာမကကြိတ်ငှက်တရိတ်ဆန်များပင်လျင်မိမိတို့အတိုက်အုံ၌ ခိုးအောင်၍သာနေကြသည့်သဘာဝရှိပေသည်။သို့ပါလျက်ဤရာသီတွင်မိမိတပည့်တန်ခါများသည့်တလုံးလုံးတရှားရှားဖြင့်ခီးဒေတာဆိုင်တွာလာနေခြင်းမှာအများနှင့်စန့်ကျင်နေပေသည်။တခြားမှာလည်းတပည့်တန်ခါများအဖွဲ့သာသနာပြု ပရာဟိတလုပ်ငန်းအပြင် မိုးရာသီ၌ငြိမ်သက်စွာနေခြင်းဖြင့်ခန္ဓာဒူရဝိပဿနာဒူရဟုတည်ဟူသောမိမိ၏အကျိုးကိုလည်း မိုးကာလပတ်လုံးဆောင်ရွက်နိုင်ခွင့်ရကြပေမည်။ထို့ကြောင့်ဖျားရှင်သည်ကျောင်းတရကကြီး၏လျှောက်တင်ချက်မှပျော်ကန်လှသည့်အတိုင်းစိတ်စိတ်နေခြင်းဖြင့်သဘောတူဝင်ခံကယနေ့ညတပည့်တန်ဃာတို့စုဝေးရာချိန်၌တိခါဗုဒ္ဓရဲ့ပညတ်တော်မူရန်သတိပြုတော်မူလိုက်၏။ထိုနေ့ညဥပိုင်းတန်ဃာစည်းဝေး၌ဖျားရှင်ဟာမိုးရာသီရဲ့အတွင်းရံများကိုရှင်မှန်းတော်မူ၍၎င်း မိမိတရားဦးဟောခဲ့ရာဓမ္မစကြာအခါတော်နေ့နဲ့စီလျော်စေခြင်းဖြင့်၎င်းပညာချက်အမိန်တော်တည်းရချမှတ်ဟောကြားတော်မူခဲ့ပါသည်ချက်သားတို့မူလအခါဝါဇူလာပြေကျော်တရားနေ့မှစ၍တရင်ကျော်လာပြေနေ့အထိသုံးလတိုင်းကာလပတ်လုံးမိမိတို့ရောက်ရှိရာကြောင်း၌သာ နေကြကုန်လောအကြောင်းခိုင်လုံးမှုမရှိပဲမိမိနေသောကြောင်းမှအခြားသူခီးဒေတာစာကြီးမထွက်ကြကုန်လင်မိမိတို့ဤကြောင်း၌သာနေခြင်းဖြင့် ဒူရနှစ်ပါးကို ပွားများကြကုန်လောဝါကတ်ကြကုန်လောဟုမိတ်ဆိုတော်မူခဲ့ပါသည်အခုလိုဘုဟုတ္တရပွဲရာအကြောင်းအရာများကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့မြန်မာ story hot channel ကို like and subscribe လေးလုပ်သွားပေးဖို့မေတ္တာရက်ခံပါတယ်ရှင်